ူကြိုက်များတာအစိတ်ပဲလဲရှိရငါကပိကြက်တယ်ဗျငါကပိကြက်တော့တော်တော်ကြိုက်ကြမွေ့မွေ့လေးနဲ့ချိုချိုလေးဖြစ်တော့လေငရဲငါပိကိုပိုကြိုက်တာအရင်အရင်နမဲကြီးနေတဲ့ဆိုင်ဆိုင်ရှိတယ်မောက်လဲရဆိုတဲ့ဆိုင်လေးမောက်လေးနှစ်ယောက်ချက်တာအဲ့တော့အဲ့ဆိုင်ရလေးတူလား customer တွေကလေဆိုင်ဖွင့်ပါလို့တော့ဖွင့်ပါဖွင့်ပါဆိုပြီးတော့လာပြောယူရတဲ့အတိအအောင်နမဲကြီးရဲ့စိတ်မွားကြော်နဲ့ ဘယ်ဆုံးရောင်းကြပြည်ကျော်ကတော့ရောင်းရအောင်တန်းများပေါ့တရက်ဘလောက်လောက်ရအောင်လဲနှစ်ရက်ဘလောက်လောက်ဘလောက်လောက်ဆိုကုန်မလဲပေါ့ဆိုင်မာကတော့တစ်နေ့ကိုတော့50ကျော်ကျော်လောက်တော့ရောင်းရအောင်50ဒါ every ဒီ online ကနေမှားတာတွေကတော့3-50တခါကျ100ကျော်သွားတယ်အဲ့လိုမျိုးလေးပေါ့ဒီ9တွေရဲ့အရသာအချို့တက်လေးကိုလည်းရရတယ်နောက်ပြီးတော့ အယူသီးလေးနဲ့ဆိုတော့ဆက်ဆက်ကလေးလုံးဝပွတ်ထွက်သွားတယ်လို့ပဲစားလိုက်ရအဲ့လိုမျိုးလေးတနေ့ချိန်ပဲလဲစားလေးစားနှစ်ယောက်လုံးပြန်လာတယ်တတိယလေးကြတော့တော့နှစ်တိုင်းပဲဒါပေမဲ့ down ဝါလို့မရအောင်ကျွန်တော်တို့ကဟိုလူငယ်တွေဖြစ်တယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်ရှေ့ဆက်ပြီးတော့အနာဂတ်ပေါ့ future တွေရှိရဲ့ဟိုအဲ့ခါကျတော့ရီမန်းချက်တွေကပျောက်သွားလို့မရအောင် MC ပြည့်တကြီးဒီနေ့လေငါးငပိချက်လေးနဲ့တို့စရာအစုံနဲ့သာစားလိုက်ရမယ်ဆိုရင်ဘလောက်တောင်များအရသာရှိလိုက်မလဲနော် အဲခါကျိုအဲ့ဒါဆောက်လို့ကဒီနေရာရောက်နေရလေတောင်းကလာပါသူကနန်းနဝင်ဈေးရှိမှရှိတယ်ရာဇာဒရ28လမ်းအဲ့ဒီမှာအရန်အရန်နမည်ကြီးနေတဲ့ဆိုင်တစ်ဆိုင်ရှိတယ်မောင်းလိုက်ရဆိုတဲ့ဆိုင်လေးမောင်းလေးနှစ်ယောက်ချက်တာအဲ့တော့အဲ့ဆိုင်ရလေးတူလားကစတမာတွေကလေဆိုင်ဖွင့်မလို့တော့ဖွင့်မဖွင့်မဆိုပြီးတော့လာပြောယူရတဲ့အတိအောင်နမည်ကြီးရဲ့အဲ့ခါကျိုသွားမြည်ကြည့်မယ်လေတူတူမြည်ကြည့်အောင်လားဒီမှာမင်္ဂလာပါဘောင်မင်္ဂလာပါအဲ့ဒီမှာဆိုင်ရှင်ဆိုင်ရှင်ဘာတွေရလဲဘောင်လေးတစ်ချက်လောက်ပြောပြပေးပါဦးမဟုတ်ပါဘူးအခုကတော့ စိတ်သားမွားကြောကျမွားကျွေးမြေမြေပဲကြောပစုံကြောင်းကပြရေကြောငဏီတူမြေပဲအကျော်လေးရလေးမျိုးရရဗျပြီးတော့ဟာချစ်တီပဲကလာဟင်းရရငါးငါးပြည့်ချက်လေးလည်းရပါတယ်တိုးစရာလေးတွေနဲ့ပေါ့ဟုတ်ဒီထဲမှာဘဲဟာပို့ပြီးတော့လူကြိုက်အများလဲဘဲဟာပို့ရောင်းကောင်းဆုံးလဲပေါ့ရောင်းကြောင်းကပြရေကြောနဲ့စိတ်မွားကြောရောင်းကောင်းဆုံးပစုံကြောင်းကပြရေကြောဆိုဒီနေ့ဆိုကုံတော်ကုံဝါးနေ့ရဆိုကုံကုံဝါးညကုံဝါးတော့ဒီနေ့မနက်ဒီနေ့ထွက်ကြောပါမယ်ဟုတ်တစ်ခါတစ်ခါကြောရင်ဘယ်နှစ်ရက်လောက်အလိုကြိုကြိုပြီးပြင်ပြီးကြောရတာလဲနှစ်ရက်လောက်ကြိုတရာစာလောက်ကြောလို့ဆိုရင်တော့ဟိုလောက် သုံးရက်စာလားနှစ်ရက်စာနှစ်ရက်တစ်မျိုးပဲခံတယ်ဥတ္တရာနှစ်ရက်စာနှစ်ရက်ပဲဟုတ်တယ်တစ်မျိုးပေါ့အဲ့တစ်မျိုးတစ်မျိုးနှစ်ရက်ပဲခံတယ်နှစ်ရက်ပဲခံတယ်ဆိုတာရောင်းရလို့ဟုတ်တယ်နော် သူလည်းပြောမယ်ဆိုရင်တော့အဲဒီ Mr. ပြိုင်ပွဲကြီးပါရင်ဝင်ပြိုင်မှုတွေဆိုဖိုတိုဂျန်နစ်စုတွေပါရင်ရဘူးတွေပြောရရင်ကတော့သူကဒီပုံစံဒီချိုးစားမဟုတ်ဘူးပေါ့အဲတော့အခုမှလည်းလည်းဝဟုတ်ဟုတ်စားကောင်းတာလေစားလိုက်ကိုချက်လိုက်ကိုစားလိုက်တယ်ဒီနောက်19နောက်ကိုဗစ်ပြီးတော့လုတ်တင်ထားလိုက်တော့ဆက်ဆက်ကောင်းစားလိုက်လို့ဖြစ်မှာဟုတ်ပါဘူးဟုတ်ပါဘူးမောင်လေးကြတော့အာကျွန်တော်ကြတော့ Model Log ကိုစပြီးလို့ဟို င်ခဲ့ရဆိုလို့ရှိရင်တော့2009ပေါ့အများကြီးပဲရှိုးပေါင်းများဆိုတော့အများကြီးပဲလျှောက်ခဲ့ MK Faction Show တွေဆိုလို့ရှိရင်မပါဖြစ်ပဲအခုလောလောဆယ်လည်းပဲကြီးနေလို့ကျွန်တော်တို့ round တွေပြီးမှသူတို့ကနောက်ကထွက်ရတယ်ဒါပေမဲ့စမ်းခြင်းမတူဘူးပဲပြောမှာပေါ့နော်ကန်ခြင်းမတူဘူးပေါ့ကျွန်တော်တို့ကတော့ဟို မအောင်မြင်ခဲ့ဘူးပေါ့စီဝိုင်းဘက်ကိုလည်းနည်းနည်းစောင့်ချပြီးလုပ်ခဲ့ရလဲပါတာပေါ့နော်အဲလိုမျိုးလေးအမင်းဟင်းတီးတဲ့အင်ကြောင်လည်းဝါသနာမပါဘူးကိုကကြောင့်အမေဆုံးအဲ့လိုမျိုးဟိုလှုပ်ချင်တာဆိုတဲ့အခါကျတော့ပထမဦးဆုံးလုပ်ခဲ့ရဆိုလို့ရှိရင်မာလာရှန်ကောငါးခင်ပင်လယ်စာပေါ့ပင်လယ်စာတို့တော့မဆလာခဏမဆလာဘူးပေါ့နော်အဲလေးလုပ်ခဲ့ရအဲ့လိုခေကောင်းခေကောင်းနိုင်ရတော့မဟုတ်ပါဘူးနော်ဒီကျွန်တော်တို့ဒီဟာလေးအခြေကျသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီဟာလေးကိုပြန်ပြီးတော့ဆက်ရန်ဖို့လည်းစီစဉ်ရှိပါတယ်ပြန်စဖို့ဟာလေးကိုပြန်ပြီးတော့ အားမွေးရတယ်တိုင်ပင်ရတယ် အားငယ်တဲ့ခါမျိုးရေဆိုလို့ရှိရင်တကယ်ချင်းနေလည်းဟိုပြန်ပြီးတော့ချက်စားကြရဲအဲကြလို့ရှိရင်တကယ်ချင်းနေကပြန်ပြီးအားပေးကြရဲဟာလေလို့ပြန်ရောက်အပြန်ဖြစ်မယ်အားပြန်ယူရတာပေါ့အဲဘာပြောတာလေအောင်မြင်တဲ့လမ်းစာကိုရောက်နေပြီလို့အောင်ပြောလို့ရပါရဲ့အဲလိုကြည့်ရတဲ့ကစ္စတမာတွေကဆိုင်အတင်းဖွင့်ခိုင်းရတဲ့အဒီအခါကျတော့သူပိတ်တာလားလားပိတ်တာဆိုင်ကျတော့ကျွန်တော်တို့ကဒီဆိုင်လေးကိုဖောက်သွားတယ်ဟုတ်ကဲ့အဲ့တော့တော်တော်စိတ်ညစ်သွားတယ်အဲ့မှဆိုကျွန်တော်တို့ကခဏပိတ်လိုက်ရရဲ့စိတ်သိမ့်ပြီးပါပဲဆောင်းသွားတာဒီအိုးကြီးဆိုင်လုံးကပဲကျွန်တော်ဆိုင်လုံးကပဲချိန်ခွင်အဲ့လိုကတ် ါဘူးလေအဲ့လိုအဆုံးပဲအများကြီးပဲဟိုဒါကျတော့လီးတဲ့ဒါပါလီရတဲ့တချောင်းအားစားအကုန်ကိုကဆိုင်ဦးတာပဲအဲ့မှာဆိုဇဝဲကုန်နဲ့ကောကုန်လေးတော့ပဲဒါဒါဒီလောက်ပဲကြံခဲ့ရအဲတဆိုင်လုံးကအကုန်ပါသွားတာအဲ့တော့အပြင်မျိုးစောက်ဖို့တပြင်အာယူပါပြင်အာယူပါဟုတ်ကဲ့ဒါဘက်လောက်ပေါ့ကျွန်တော်တို့တော်တော်လေးစိတ်ညစ်သွားတော့တော်တော်လေးတော့စိတ်တက်ကြတော့ဒါမဲ့လဲအာစိတ်တက်တာပြောလို့ပေါ့စိတ်တက်ကကြားလို့မရအောင်မြန်ခါကြတော့ဟာမင်းလဲစိတ်ညစ်နေနဲ့အာဟိုဂရင်းပေါ်မှာပလက်နဲ့အဲ့လိုအဆင်မပြေဘူးလीနော် အာဈေးပြန်သွားကြငါးဈေးဆိုလို့ရမလဲ၄နာရီလေးထပြန်စရတာပေါ့နော် ပြန်ပြီးတော့ရန်ရတာပေါ့ဟုတ်သူကတော့ငကြင်းပေါ့ငကြင်းကိုပြုတ်ပြီးတော့မှကျွန်တော်နှွင့်အယိုးတွေနှွင့်တာပေါ့ချက်သက်တာကတော့အမားလေးစီကတင်နေအမေစီကတင်နေပေါ့နော်ဟိုဟိုနေနေဒီနေနေတင်တာပေါ့ဒါဆိုရင်ကျွန်တော်တို့ကဘူး30သားလောက်တော့ရတယ်ဘူးလေးနဲ့ရောင်းတာလေးတော့ တိုင်မှာတော့တနေ့တော့50ကျော်ကျော်လောက်တော့ရောင်းပါဘူး50ဒါ every တော့ online ကနေမှာတာတွေကတော့တနေ့ကိုလည်းအဲ့လို3-50တစ်ခါကျ100ကျော်သွားတယ်အဲ့လိုမျိုးကြီးပါတရက်နဲ့တရက်တော့ပုံမှန်တော့မရှိသေးဘူးလူကြိုက်များတာအဲ့စိတ်ပဲလဲရှိရငါးငပိကြက်ရောဒီအကျော်ဟုတ်ကဲ့ဟုတ်ငါးငပိကြက်တော့တော်တော်ကြိုက်ကြစပီယိုစိတ်မွားကျော်နဲ့ဘယ်ဆုံးရောင်းကပြားကြီးကျော်ကတော့ရောင်းပါဆုံးအကျော်လော်တယ်မှာဆိုတော်တော်စားကောင်းပါပုံစံလေးရတယ်မကြီး အများကြီးပဲဒီထက်မှလေငရဲ့နေငကျင်းနေဒါအဲ့လိုမျိုးတွေချက်ထားတာခုနကတော့ချက်တာမြင်ထားရမလားဖြည့်ကြီးနော်စားကျင်ကြရည်ပြီးရင်ဒီဘက်မှာကျတော့ဒီဆိုင်ရဲ့နမဲကြီးပေါ့နော်အမ်ဒါဆိုလို့ရှိရင်ပဇွန်ကြောင်ငံမြကြီးကျော်လေးပါတယ်အရန်နမဲကြီးရတယ်နော်အဲ့ဒါစားကြည့်ဒါကကျတော့ချက်ဂျူးသူကဒီချက်နဲ့ချက်သားနဲ့ဂျူးမြင့်နဲ့ကျော်ထားတာအရန်မိုက်တယ်ဒီဘက်မှာကျစိတ်မွဒါလည်းနမဲကြီးရဲ့နော်မြကြီးပေါ့ဘယ်ဟာကောင်းလဲတော့ခိုင်သူဒီနေ့မြကြီးလိုက်မယ်ဒါကကျတော့ခင်ဗျားတို့ကဗာလဲငလီလူကြောင် စားချင်းလုံးဝပွင့်ထွက်သွားတာเนาะအရာသာငေါင်းပြီးကျတော်တော်ကောင်းလာတော့ဘယ်လိုကောင်းလဲဆိုတော့ပြောပြအောင်မယ်သူ့ရဲ့အရာသာကြာဘယ်လိုလေးလဲဆိုတော့ငရဲ့ငပိရေပါတယ်နောက်ပြီးလို့ရှိရင်သူကငချင်းလည်းပါတယ်ပေါ့เนาะအဲ့တော့ဒီငားတွေရဲ့အရာသာအချိုတက်လေးကိုလည်းရတယ်နောက်ပြီးတော့မြူသေးလေးနဲ့ဆိုတော့ဆက်ဆက်ကလေးလုံးဝပွင့်ထွက်သွားတယ်လို့ပဲစားလိုက်ရတယ်အဲ့လိုမျိုးလေးရှူးရှူးရှဲရဲကြိုက်ရင်တော့ကြိုက်နေမယ်ဒါပေမဲ့အဆက်မစားနိုင်ဘူးဆိုရင်လည်းစားလို့ရတယ်เนาะခိုင်ချိုတော့စားနိုင်တယ်လေးတွေ့ရမလားอืม ငပိရောကျွန်တော်ကဟိုငရံငပိလေးနေငရံငပိရကြတော့မှုပိုမွေးရပြီးတော့ပိုချိုလဲချိုရအဲ့လိုသူကစားတွေပါဆိုလဲသူကသိမ့်မများဘူးဘောနော်အဲ့လိုသူကဟိုအနံ့ကမွေးတာဗောမွေးမွေးလေးနဲ့ချိုချိုလေးဖြစ်တော့လေဒီငရံငပိကိုပိုကြိုက်တာအဲ့လိုပင်လဲဟာဆိုသွေးတိုးတာလို့ဗောပိုများသွေးတိုးတဲ့ပိုများဗောငရံငပိဆိုရေချိုဆိုနည်းနည်းတော်သေးတာဗောနော်ငခိုးလေးက ငါငပိကျာနည်းနည်းသွေးတိုးတတ်တော့လေဒီအတွက်ဆက်အရန်လိုက်တယ်အလိုက်ဆုံးမှာဒီငပိရည်လေးနဲ့ချက်ဂျူးနဲ့စားရခိုင်မှာခိုင်ကျိုးတို့ဒီအဆက်ကြောက်တဲ့သူတွေဆိုရှင်မိုက်တယ်သူကချက်သားနဲ့ဒီဂျူးနဲ့ဂျူးညက်လေးနဲ့ကြော်ထားတာလေးရကြတော့အချိုလေးအရသာအဆက်အဟကအစတိချာပြီးလောက်ထားရခြင်းနဲ့မောင်လေးတို့လောက်ထားစားလို့အောင်ဒီဟာလေးနာမည်ကြီးရဲ့ဒီမှာတဲ့ဘယ်လိုနေလဲလို့ချက်တော့ကြော်ရလေဒီမှာစိတ်သားမှလည်းပါတယ်ဒီစိတ်မှလည်းပါတယ်ချက်တွန်ကြော်လေးပါတယ်စားရခါမှာကျွတ်ကျွတ်ကျွတ်လေးနဲ့စားလို့အရင်ကောင်းမှန်တလားမတူပုံမှန်ချက်တွန်ကြော်ကြော်ထားတဲ့ပုံစံနဲ့ တော်တော်ကောင်းတယ်စားလို့နောက်ပြီးတော့လေစိတ်သားရတယ်ပြညာမျိုးမရှိဘူးခိုင်ကျော်ပုံကအဆက်ကြောက်ပါတယ်ဒါမှငါးခုပြည့်ကြောက်ကိုစားနိုင်တယ်ပြီးတော့ကြိုက်တယ်ဆက်တော့ဆက်တယ်ဒါပေမဲ့ရေးတောက်လိုက်စားလိုက်ပုံမိုက်တယ်အဲ့တော့တမားသီးလေးနဲ့စားလိုက်ပုံအောင်မိုက်တယ်ခိုင်ကျော်ကြောက်ဒီထက်မှဘာအကျိတ်ဆုံးလဲဆိုရင်ချက်ကျူးအရင်ကြိုက်တယ်နံပါတ်1နံပါတ်2ကတော့စိတ်မွားကြိုက်တယ်လို့အဲ့နောက်ခုကြိုက်ပါရဲ့လို့ငါးခုပြည့်ကြောက်ကလေအမှန်တိုင်းပြောတော့ဆက်တယ်ဒါပေမဲ့လည်းကြိုက်လားဆိုတော့ကြိုက်တယ်ဆက်တယ်ကြိုက်တယ်အဲ့လိုမျိုးအဆက်ကြောက်ရတဲ့သူတွေဆိုအရင်ကြိုက်နေမယ်ဒီမှာသိကြတယ် ငရဲ၅ကြောင်လည်းပါပဲချက်ပုံချက်နီးလည်းနည်းနည်းกว่าလို့ပေါ့နော်စီတက်တဲ့ခါမှနည်းနည်းกว่าစီတက်တာဟိုပါပြင်အနံ့အသက်ကလည်းလိုတယ်ပြုတ်တဲ့ခါမှလည်းကျွန်တော်ရံပြရီထဲ့ပြုတ်တယ်ငါးငါးတယ်စနွင်းဆိုလည်းစနွင်းကောင်းကောင်းလေးတုံးတယ်အဲ့ဒါကြီးပဲအထူးကရဲ့အချိုမုတ်ကအသက်ကတော့အဲ့ဟိုဟာငရဲငပိရဲ့အချိုရဲ့အချိုဓာတ်လေးရဲ့ဒီငါးရဲ့အချိုဓာတ်လေးရဲ့ပေါင်းတာအချိုကြီးအဲ့ကြောင့်မို့ငါးပြုတ်ရီလည်းမတုံးဘူးကျွန်တော်ပြန်ထည့် ကနေချိန်ပဲလဲကြလေဒါနှစ်ယောက်လုံးပြန်လာတယ်တတိယလေကြတော့တော့နှစ်တိုင်းပဲနှစ်တိုင်းတဘောမုံကြီးလည်းပေါ့အဲ့လိုပဲဖြစ်တာဒါပေမဲ့ဘယ်လိုခေါ်လဲစိတ်ထဲကြာနေရဲ့ဆိုလို့ရှိရင်ကြာပြီးကြာဆိုလို့ရှိရင်ကျွန်တော်တို့က down ဝါမှာလေ အဲဒေါင်းဒေါင်းအောင်လို့မရအောင်ကျွန်တော်တို့ကဟိုလူငယ်တွေဖြစ်တယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်ရှေ့ဆက်ပြီးတော့အနာဂတ်ပေါ့ future တွေရှိရယ်ဟိုအဲ့ခါကျတော့ရီမန်းချက်တွေကပျောက်သွားလို့မရ restart ပေါ့နော်အဲ့လိုမျိုးအားမွေးရတယ်တိုင်ပင်ရတယ်ကြာဆုံးသွားရင်ပျော်တဲ့လူတွေလည်းဒါမျိုးလေးတစ်ဖက်မှာရှိဒါကျွန်တော်တို့မှမဟုတ်လူတိုင်းမှာ back side နဲ့ front side နဲ့အဲ့လိုမျိုးပေါ့ကောင်းတဲ့အရာကိုလည်းကောင်းတဲ့အလျောက်ယူရတယ်လို့မျိုးမကောင်းတဲ့အရာကိုလည်းကျွန်တော်တို့ကမကောင်းတဲ့အလျောက်တန်ငန်းစာအနေနဲ့ပြန်ယူရတာပေါ့ တတ်ရှင်းမှုပိုင်းအရသာပိုင်းနောက်ပြီးဈေးနှုန်းပိုင်းဟိုင်ကျွားတော့ကြိုက်နေတယ်အဲ့တော့အားလုံးဖိုက်စာပေးလိုက်ခြင်းတယ်ပေါ့နော်ဒါပေမဲ့အခုကြည့်နေကြတဲ့ပြည်သက်တွေရောမောင်းလိုက်ရအောင်လာမြည်ကြည့်ပါနောက်တစ်ခုကလည်း online ကနေမှာခြင်းလဲမှာလို့ရတယ်မောင်းလိုက်ရဆိုရင်နာမည်နဲ့မှာလို့ရတယ်နိုင်ငံခြားတွေတိအောင်ပို့ရနော်အဲတခြားနိုင်ငံခြားအနေကလူတွေလည်းမှာကြတယ်အဲ့တော့မှာလို့ရပါတယ်လို့ပြောရင်းနဲ့ဒီနေ့တော့ထမင်းနှစ်ပကံနဲ့ငါးငပိစက်နဲ့ ောက်ပြီးတော့တွေ့စရာတွေနဲ့စားလိုက်ရတာအလုံးဝအလုံးဝရီမက်ချက်တွေပြူသွားခဲ့ပါပြီလို့ MC ပြည့်သက်ကြီးတတပြန်တော့မယ်လို့